ီဘူဘီရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်တပ်ဟာအခုရက်ပိုင်းအတွင်းမြမပြေအလေးပိုင်းကမြို့နယ်တချို့မှာကင်းထောက်လန်းတဲ့စပိုင်ဘော်လုံးမိုးပြန်ပူပေါင်းတွေစတင်တုံးဆွဲလာနေတယ်လို့တော်လေးရဲတပ်ဖွဲ့ဝင်တွေစီကသိရပါဗျ။မြိုင်မြို့နယ်အခြေစိုက်တော်လေးရဲတပ်ဖွဲ့ဝင်တယောက်က ကျွန်တော်တို့မြိုင်မြို့နဲ့အနောက်မြောက်ပိုင်းကတချို့နေရာတွေမှာအခုအောင်တိုဘာလ21ရက်နေ့ညနေ3:00နာရီလောက်မှာစစ်တပ်ကလွတ်တင်တဲ့အဲ့ဒီစပိုင်ဘောလုံးတွေကိုစပီးတွင်းမြင်လာရတာပါလို့ပြောပါရည်လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလီလောင်းတွေရဲ့ရွေးကောက်ပွဲအသုံးစရိတ်တွေကိုအရင်ကထက်တိုးမြင့်ပေးထားပြီးကုန်ကျစရိတ်မတင်သွင်းတဲ့သူတွေကိုအရေးအချင်းပြက်ရွင်းသူအဖြစ်ကျင်ညာမေးလို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်။ မန္တလေးတိုင်းမိုးကုံမြို့အရှေ့ပိုင်းဖရားငါးစုအနေနဲ့ကဲတော်ရက်ွက်ကိုစကောင်စီတက်ကအော်တိုဘားလာ21ရက်နေ့နေ့လေ3နိုင်လောက်မှာလေးချောင်းကနေဘုံကျေတိုက်ခိုက်ခဲ့တဲ့အတွက်၃ရောက်တေဆုံပြီးပျောက်ဆုံးနေသူတွေလည်းရှိနေတယ်လို့မြို့ခံတွေကပြောပါတယ်။ DBP ရဲ့နောက်ဆုံးရသတင်းတွေကို DBP TV New Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါရဲ့ရှင်။